မတန်ဆွမ်းတူကိုတိုင်ကလည်းခုနိုင်ငံကိုလူမျိုးကိုပန်ချမှာကိုဖန်တီနိုင်ဖို့သူရဲ့သဘောထားကလည်းအရေးကြီးတယ်သူအမေပြည့်တဲ့မတန်ဆမှုအကြောင်းပြုပြီးတော့အကြောင်းဝင်မပြုဝင်ပဲမနေရဘူးပေါ့နော်နောက်ပြီးတော့မတန်ဆမှုကိုအကြောင်းပြုပြီးတော့အကြောင်းမထုတ်ရဘူးလို့ဥပဒေမှာပါတယ်ကမ္ဘာကုလသမဂ္ဂက1948ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့မတန်ဆွမ်းသူခွင့်ရေးဆိုင်ရာသဘောတူစာချုပ်မှာမူလတန်းပညာသင်ကြားခွင့်ကိုထည့်သွင်းဖော်ပြထားပါတယ်မြန်မာပြည်မှာမတန်ဆွမ်းသူတွေဟာ ရန်တွေပညာရေးမျိုးမရရှိကြသေးတယ်လို့လူ့အဖွဲ့အစည်းရဲ့အမှတ်မထင်ပြစ်ပယ်ထားမှုတွေကိုခံစားနေရပါတယ်။2010 2012စစ်တမ်းတစ်ခုအရဘွဲရထားတဲ့မတန်ဆွမ်းလူရေဟာ1.5ရာခိုင်နှုန်းတာရှိသေးတာမို့အစိုးရအနေနဲ့မတန်ဆွမ်းလူရေပညာရေးကိုတည်တည်ချာချာထည့်သွင်းမစင်စားဘူးဆိုရင်တော့လူတိုင်းကျုံဝင်ပညာရေးဆိုတာဟာပန်းနံရောက်မှာမဟုတ်ပါဘူး။မတန်ဆွမ်းလူတွေသူတို့ဘဝအတွက်သူတို့ကြိုက်နှစ်တက်တဲ့ဆိုရကိုရွေးချယ်ပိုင်ခွင့်ကိုလည်းပေးဖို့လိုအပ်ပါတယ်။ ကလေးတိုင်းချောင်းနေဖို့ဆိုတဲ့ရွေချက်နဲ့ပြည်ရုပ်ကြီးဌာနကလုပ်တဲ့အခါမှာအဲ့ဒီမတန်ဆွမ်းကလေးတွေရဲ့ပြည်ရုပ်ကိုထည့်သွင်းမစင်စားဘူးဆိုလို့ရှိရင်ဘယ်လိုမှကလေးတိုင်းပြည်ရုပ်ကိုပြင်ဆင်တဲ့ ရောက်ပါမယ်။မတန်ဆွဲအမြင်တင်လို့ပြောရင်မတန်ဆွဲဟာနိုင်မတန်ဆွဲသူတွေအရေးကြီးတာနိုင်ငံကြီးဖြစ်တာပေါ့။ဟိုမှာမြန်မာနိုင်ငံ50တန်းရှိတယ်လို့ပြောတဲ့အခါမှာမတန်ဆွဲသူတွေ70နှစ်ပြည့်တဲ့မတန်ဆွဲသူတွေလည်းပါတာပေါ့။အဲတော့မတန်ဆွဲသူတွေကိုတိုင်ကလည်းကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ပိုင်ချင်တာကိုဖန်တီးနိုင်ဖို့သူတို့ရဲ့သဘောထားကဘယ်လိုအရေးကြီးတယ်သူတို့အမေပြစ်တယ်။အဲဒီအတွက်ခွင့်ရကိုမတန်ဆွဲသူတွေကိုရှင်းရှင်းစစ်စစ်ပြောရအောင်။ကုလသမဂ္ဂရဲ့မတန်ဆွမ်းခွင့်ရေးစာချုပ်ကို မြန်မာနိုင်ငံဟာ2017မှာတည်ပြုခဲ့သလိုမတန်ဆွမ်းအခွင့်အရေးဥပဒေကိုလည်း2015 January မှာပြဋ္ဌာန်းခဲ့ပါတယ်။ဥပဒေတွေသဘောတူညီမှုတွေအရစတင်ကြောင်းတွေဟာမတန်ဆွမ်းသူတွေကိုကြောင်းထုတ်ပိုင်ခွင့်မရှိပေမဲ့ခွဲခြားဆက်ဆံမှုတွေရှိရင်တော့အလိုလိုကြောင်းပြင်ပကိုရောက်သွားနိုင်ပါတယ်။ မတန်ဆွမ်းသူတွေနဲ့ပတ်သက်လို့ဟိုဥပဒေမှာလည်းပေါ့နော်ဒီမတန်ဆွမ်းကလေးတွေကိုဥမာမတန်ဆွမ်းမှုအကြောင်းပြုပြီးတော့အကြောင်းဝင်ဝင်မပြုဝင်ပဲမနေရဘူးပေါ့နော်ဟိုဆိုလိုတာအကြောင်းလက်မခံမဲမနေရဘူးနောက်ပြီးတော့မတန်ဆွမ်းမှုကိုအကြောင်းပြုပြီးတော့အကြောင်းမထုတ်ရဘူးလို့ဥပဒေမှာပါတယ်အဲထုတ်ရင်ရေးယူမယ်ဆိုပြီးတော့ပါတယ်ဒါပေမဲ့လို့အဲအကြောင်းဝင်ဝင်တော့ပေးလိုက်တယ်နောက်ပြီးတော့ကျတော့အဲ့ဒီကလေးကိုဆရာတွေကလည်းညုံညင်မယ်ကလေးတွေကလည်းဘေးကကလေးတွေကလည်းသူ့ကိုနှောက်ယှက်ပေးမယ်ဆိုဒီကလေးက ဟိုဆရာတွေကမထုတ်ဖဲနဲ့အလိုလိုကြောင်းပြင်ပဘေးရောက်သွားမှာရောအဲ့ဒီလိုဟိုမှာဖြစ်ဖဲနဲ့ဒီမတန်ဆွားကလေးတွေပေါ့နားလည်မှုဒါပြီးတော့ဒါသူတို့ပညာသင်ကြားခွင့်ဟာဆိုလို့ရှိရင်ကျန်တဲ့ကလေးတွေအတိုင်းပဲသူတို့ဒါရရမယ့်အခွင့်အရေးပါလားဆိုတာသိရှိပြီးတော့ဘဝကိုကြီးဆောင်ရပေးကြဖို့ဆရာအနေနဲ့မြတ်တယ်အစိုးရအနေနဲ့မတန်ဆွမ်းသူတွေရဲ့ပညာရေးအတွက်အမှန်တကယ်စိတ်ဆန္ဒရှိမယ်ဆိုရင်တော့ ဥပဒေတွေပြဋ္ဌာန်းရုံနဲ့မပြီးပဲလက်တွေ့လှုပ်ဆောင်မှုတွေအကောင်ပေါ်လိုအပ်နေပါတယ်။ အဓိကတော့ကျွန်တော်တို့ဒီပညာရေးဥပဒေပေါ်ပေါက်လာလေ။နောက်ပြီးတော့ပတန်ဆွမ်းခွေရေးဥပဒေပေါ်ပေါက်လာတယ်။ဒါပေမဲ့ဒီဥပဒေဆက်ဆက်ဒီဥပဒေတွေကြံနေသေးတယ်။အဲ့ဒီဆက်ဆက်ဒီဥပဒေတွေပါလေ။ပတန်ဆွမ်းကလေးငယ်တွေပတန်ဆွမ်းသူတွေပညာတရားဝင်ရောက်ဖို့အတွက်ရေးဆွဲပေးရမယ်။နောက်ပြီးတော့ဥပဒေတွေပူဝါဒရေးဆွဲရုံနဲ့မပြီးဘူး။ဒီအစိုးရအဖွဲ့ကဖော်ဆောင်တဲ့ပညာရေးဝန်ကြီးဌာနကဖော်ဆောင်တဲ့အစီအစဉ်တွေပါလေ။လက်တွေ့အကောင့်တွေဖော်ပြမှုပါနော်။အဲ့ဒါကိုအဓိကထားပြီးတော့ကျွန်တော်တို့အပူဂိတ်လောက်တာတိုက်တွန်းတာပေါ့နော်။တိုက်တွန်းလို့ဆိုရင်ဝက်ရှော့ဖြစ်ပါတယ်။ဟုတ်။